အရခတ်တတော်အေအေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့မကွေးတိုင်းပဒန်းမြို့နယ်စင်ပေါ်ကျေးရွာအနာမှာတာဝန်ကျနေတဲ့စစ်တပ်ကဒုတက်ကြက်တယောက်အပါအဝင်တပ်ဖွဲ့ဝင်၄ယောက်တို့ဟာလက်နက်တွေနဲ့အတူလန်တဲ့ရှာအလင်းဝင်ရောက်လာသလိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကမနေ့ကသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီအလင်းဝင်ရောက်လာသူစစ်သား၄ဦးဟာ MA1 တလက် MA2 တလက် MA3 နှစ်လက်နဲ့တခြားလက်နက် KN တရှို့ကိုလည်းယူဆောင်ပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။သူတို့၄ဦးဟာကွာမြို့နယ်အခြေဆိုင်ခမာရ963တပ်ရင်းကဖြစ်ကြပြီးအရခါတပ်တော်ကကွာမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ပြီးတဲ့နောက်မကွေးတိုင်းပဒံမြို့နယ်ပစီကရှေတန်းကိုပို့ဆောင်ခံခဲ့ရသူတွေဖြစ်ကြပါတယ်။အခုလိုတော်လန်ရေးတပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာပြီးတဲ့နောက်စစ်တပ်ကတော်လန်ရေးတပ်ဖွဲ့တွေနဲ့ ပူပေါင်းလက်တွဲတိုက်ပွဲဝင်သွားမယ်လို့လဲအဲဒီစစ်သားတွေကဗီဒီယိုရုပ်သံဖိုင်တစ်ခုကနေပြောဆိုထားပါတယ်ဒေါ်လာရင်းနဲ့ဒေါ်လာဒေါ်လာရင်းနဲ့မှာပဲပြန်ပြီးတော့လက်နက်ကန်ပြီးတော့ဒီစကောင်စီကိုပြန်ပြီးတော့တိုက်ဖို့စိတ်ကူးရှိထားပါဆုံးမြေချက်ထားချထားဒါအပြင်အမ်ပဒန်လမ်းပိုင်းကအရခတက်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနေထွက်ပြေးလာကြတဲ့နောက်ထပ်စစ်သား၃ယောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေးရဲ့ထုတ်ပြန်ချက်အထင်မှဖော်ပြထားပါဗျ။ဖမ်းမိတဲ့စစ်သား၃ယောက်ထဲက၂ယောက်ဟာ ကာလာရနီကို6ကဖြစ်ပြီးနောက်ထပ်တူကတော့တမ66လက်အောက်ခံတာယာဝတီအခြေဆိုင်ကာလာရ35ကဖြစ်တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာသူ4ဦးရောဖန်စီခံရသူ3ဦးတို့ပါအတင်းအဓမ္မပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖို့စစ်တပ်ထဲသွင်းခံရသူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါရှင်။